မြန်မာတင်မောသားတွေအလုတ်ကန်ရှားပါလာတာကကုမ္ပဏီလိုအပ်ချက်အပြင်လုပ်ငန်းကျွမ်းကျင်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့ဝါရင်တင်မောသားအတန်းဝန်းကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနုကပေးပို့ထားပါတယ်မြန်မာတင်မောသားတွေဟာတခြားနိုင်ငံကတင်မောသားရင်းနဲ့ရှင်ရင်အလုတ်ကန်အခွင့်အလမ်းအင်မတန်နေပါလာပြီးအလုတ်ခေါ်ယူမှုကိုစောင့်ဆိုင်းနေရတဲ့တင်မောသား8000ကျော်တိရှိနေပါတယ်။ဒီလိုအလုတ်ကန်ရှားပါလာတာနဲ့ပတ်သက်ပြီးဝိုင်းရင်တင်မောသားတအူးကခုလိုပြောပါဗျာ။နိုင်ငံတကာမှာသွားနေတင်မောတွေ။ဒါဆိုအဖြစ်နော် ဒီမြန်မာတွေလည်းပါတယ်တခြားလူမျိုးကြီးတွေလည်းပါတယ်ဒါသာပြန်သုံးတာအင်္ဂလိပ်စကားပါเนาะအင်္ဂလိပ်စကားကတော့အားနည်းတယ်လို့လည်းပြောလို့ရပါတယ်เนาะဒါပေမဲ့လည်းဒီအင်္ဂလိပ်စကားတစ်ခုတည်းနဲ့လည်းတော့ဒီအလောက်တိုင်းမရတာလည်းမဟုတ်ပါဘူးလုပ်ငန်းကျွမ်းကျင်မှုကပထမဦးစားပေးအရေးကြီးပါတယ်ဒုတိယဘာသာရပ်ပေါ့เนาะ communication ခေါ်တာပါเนาะဒီအပြန်အလှန်ဆက်သွယ်ပြောဆိုမှုတွေအဲ့ဒါအရေးကြီးတယ်လူရည်များလာတယ်တင်မောသားများလာတယ်တင်မောသားများတဲ့အလျောက်လည်း တင်ပေါ်သားအလုတ်ကန်ရရှိအခွင့်လန်းနေတာအဲစိန်ခေါ်မှုတွေဖြစ်လာအဲ့ဒါကြောင့်မကြသေးခင်ကလွှတ်တော်ကအတည်ပြုလိုက်တဲ့ Maritime Labor Convention 2006ကိုမြန်မာနိုင်ငံအနေနဲ့အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ဖို့မြန်မာတင်မောသားအလုံးကလိုလားနေကြတာပါဒီစာချုပ်ကိုလက်မှတ်ရေးထိုးပြီးရင်မြန်မာတင်မောသားတွေအတွက်မျှတတဲ့အခွင့်အရေးတွေရရှိလာမှာဖြစ်တယ်လို့မျှော်လင့်နေကြပါတယ်မြန်မာနိုင်ငံအနေနဲ့เนาะဒီအဖွဲ့ဝင်နိုင်ငံဖြစ်လက်မှတ်ရေးထိုးဖို့တော့ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ လက်ခံသဘောတူလိုက်ပါနော်။အကြံနဲ့အပိုင်းတော့တက်ဆိုင်ရာဝန်ကြီးဌာနဖြစ်တဲ့နော်ဒီကြောင့်ပို့ဆောင်ရေးကြွန်ကြားမှုဦးဌာနနော်တက်ဆိုင်ရာဝန်ကြီးဌာနကတော့နော်ပို့ဆောင်ရေးဝန်ကြီးဌာနသူလက်အောက်မှာသူကနော်တောင်းမှာရှိတဲ့ဖွဲ့စည်းရတော့ဒီကြောင့်ပို့ဆောင်ရေးကြွန်ကြားမှုဆက်ထားအဲဒီပေါင်းစပ်ပြီးတော့အကောင့်တွေပို့ဖို့ပဲကြံပါတော့တယ်အဲ့ဒါကိုဒါအလွန်မင်္ဂလာရှိတဲ့သတင်းလို့ပြောချင်ပါတယ်ဟုတ် MNC 2016ချုပ်ကိုပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ကတင်မောသားတွေအကွာအဝေးပေးဖို့အတွက်အဓိကရည်ထိုးကြတာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့လည်းမကြခင်ရည်ထိုးနိုင်လိမ့်မယ်လို့တင်မောသားအလုံးကမျှော်လင့်နေကြတာပါတင်မောသားအသစ်တွေအနေနဲ့လည်းတင်မောပေါ်မှာမိမိတောင်းယူရမယ့်အပိုင်းကိုအဓိကထားလေ့လာထားဖို့ကအလုတ်ကိုင်းအခွင့်လန်းအတွက်အဓိကအချက်တစ်ချက်ဖြစ်တယ်လို့မြန်မာပင်လယ်ကူးတင်မောသားများအဖွဲ့ချုပ်ကပြောပါရယ်ကျမခိုင်ပန်းသူပါ